ပြီးခဲ့တဲ့သတင်းဘက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အပြန်အလှန်ကုန်တယ်ခွန်နေတွန်းမြင့်ကောက်ခံကြောင်းကြေညာချက်ကြောင့်ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေဟာ AP 900ရမှာကျဆင်းသွားခဲ့ကြောင်း AP ကဖော်ပြခဲ့ပါတယ်။နိုင်ငံများပြားဟာအမေရိကန်ရဲ့ကုန်တယ်ခွန်တွန်းမြင့်မှုကိုဘယ်လိုတုံ့ပြန်ရမလဲအဖြေရှာနေချိန်မှာတရုတ်နဲ့နိုင်ငံအချို့ကတော့အလင်းမြန်တုံ့ပြန်ခဲ့ကြပါတယ်။ဟောင်ကောင်မှာတည်ငြိမ်မှုမရှိတဲ့ဈေးကွက်တွေရဲ့အခြေအနေကြောင့်အခွန်နဲ့ပတ်သက်ပြီးအကောင့်ထည့်ဖို့ဆောင်ရွက်မဲ့စီမံချက်တွေဟာအမခန့်ချက်မရှိကြောင်းဟောင်ကောင်ဘဏ္ဍာရေးအတွင်ဝင် Paul Chan ကပြောကြားခဲ့ပါတယ်။ AP 900ကဟောင်ကောင်ရဲ့ stock share ရာဈေးကွက်ဟာ73.200ခန်းတို့ထိကျဆင်းသွားခဲ့ပြီးနိုင်ငံအချို့မှယင်းနည်းငွေတွေစီးဆင်းမှုကလည်းအဟန်တာဖြစ်လာနိုင်တယ်လို့ကြေညာသူတွေကပြောကြခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ကဂျာမနီဟာဆယ်စုနှစ်တစုနီးပါးအတွင်းတရုတ်ကိုကျော်လွန်ပြီးအမေရိကန်ရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပါတယ်အခုနှစ်ဖေဖော်ဝါရီလမှာလည်းအမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်ကဏ္ဍမြင့်တက်ခဲ့ပေမယ့်ထရန့်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမဲ့ကြေညာချက်ကြောင့်လာမယ့်လတွေအတွင်းအမေရိကန်ကိုပို့ကုန်ကဏ္ဍအခြေအနေအားတိကျရေးရမှုမရှိကြောင်းဂျာမနီရဲ့ပို့ကုန်လုပ်ငန်းရှင်တွေအသင်းကပြောကြားခဲ့ပါတယ်အဲ့ဒီအပြင်ဥရောပရဲ့ store share series ွေအားဈေးကွက်အဖွင့်ပိုင်းမှာကျဆင်းခဲ့ပြီးဂျာမနီရဲ့ Dutch Share ဟာ6.5ရာခိုင်နှုန်းပြင်သစ်ရဲ့ Kack 40 Share ဟာ 9.9ရာခိုင်နှုန်းပြည်တင်ရဲ့ FTSE 100 share ဟာ4.5ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အင်ဒိုနီးရှားကတော့ထွန့်ရဲ့အပြန်အလှန်ကုန်သွယ်ခွင့်32ရာခိုင်နှုန်းကောက်ခံမှုကိုလက်တော့ပြန်သွားမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီရေကိစ္စကိုတန်တမန်နီလန်ဆွေးနွေးညီနိုင်ရေးနီလန်အနေနဲ့အပြေရှားသွားမယ်လို့အင်ဒိုနီးရှားအစိုးရအဖွဲ့ကပြောပါတယ်။တောင်ကိုရီးယားကလည်းကုန်သွယ်ခွင့်တိုးမြင့်မှုနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ဖို့ကုန်သွယ်ရေးညီနိုင်ဆောင်ရွက်သူတူအကိုအခုသတင်းပတ်အတွင်းဝါရှင်တန်ကိုဆေးလွှတ်သွားမှာဖြစ်ပါတယ်။ပါကစ္စတန်ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအစိုးရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုအခုလအတွင်းအမေ ရိကန်ကိုဆေးလွတ်ဖို့ပြင်ဆင်ထားကြောင်းပြောကြားခဲ့ပါတယ်။အရှိအလယ်ပိုင်းရဲ့ stock share ဈေးကွက်တွေလည်းကျဆင်းခဲ့ပြီးရေနံစည်းနှုန်းတွေလည်းတိတာစွာကျဆင်းခဲ့တာကြောင့်ရေနံထုတ်လုပ်မှုအပေါ်မိခိုနေရတဲ့နိုင်ငံတွေကိုအခက်တွေ့စေခဲ့ပါတယ်။